ရှေးဥစွာဖရာသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။ဒီကမ္ဘာလုံးအားလုံးပေါ်နေဖရာသခင်ရဲ့ကျေးဇူးတော်နဲ့ညီသက်ခြင်းရှိပါစေ။ဒီနေ့တော့ကျွန်တော်ယုံကြည်သူနဲ့အပြစ်ဆိုတဲ့သင်ခန်းစာလေးနဲ့ခေါင်းစဉ်လေးနဲ့ဝေငှချင်ပါတယ်။ယုံကြည်သူတယောက်ကမမှန်မကန်အမှုတစ်ခုကိုပြုမိတဲ့အခါမှာအဲ့ဒီအရာကိုအပြစ်လို့သတ်မှတ်နိုင်သလား။ဒါအမှားအယွင်းတစ်ခုပဲလား။ အပြစ်ဖြစ်တယ်ဆိုရင်ရောသူ့မှာအပြစ်ရှိတယ်လို့ပြောလို့ရနိုင်သလားရှိတယ်ဆိုရင်ဘာဆက်ဖြစ်မလဲရှိတယ်ဆိုရင်ဘာလုပ်ကြမလဲเนาะဒီအကြောင်းအရာကိုကျွန်တော်ဝင်ကားချင်ပါတယ်လို့ဘာကြောက်လဲဆိုတော့အာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာကယုံကြည်သူဖြစ်လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့အแทးတကနေသူကပြုပြင်ပေးနေတာဖြစ်တယ် ဒါကကျမ်းစာထဲမှာရှင်းရှင်းလင်းလင်းဖော်ပြတဲ့ဟေဘဲခန်းကြီး73ငွေ22မှာတော့လောက်ဖိလိပ္ပိခန်းကြီးနဲ့ငွေ73မှာတော့လောက်ဖရာသခင်ကြီးတဲ့ကျွန်တော်တို့ရဲ့အတွင်းထဲကနေသူရဲ့စေရနာစိတ်နဲ့ကျွန်တော်တို့အသက်တာကိုကောင်းတဲ့အကျင့်တွေကျင့်လာဖို့အတွက်နောက်ပြီးတော့မှဒီယေရှုခရစ်အားဖြင့်ပေါ့နော်ကျွန်တော်တို့ပြုပြင်ပေးလျက်ရှိတယ်ဆိုပြီးတော့မှဒါကျမ်းစာမှာဖော်ပြထားတယ်ဆိုတော့အသက်တာကိုဖရာကပြုပြင်ပေးနေတဲ့အချိန်မှာဒီဖရာရဲ့အလိုတော်နဲ့မကိုက်ညီတဲ့ လှုပ်ဆောင်မှုတွေပြုမှုမှုတွေကိုဟာအပြစ်ဖြစ်သလားမဖြစ်ဘူးလားဆိုတဲ့အရာကအရေးကြီးတယ်။ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကယူမဆက်ရင်ဖျားသခင်ပြုပြင်ပေးနေတဲ့အရာကိုကျွန်တော်တို့အတားစီ ဖြစ်သွားစေနိုင်တယ်။နောက်ပြီးတော့မှဒီနေ့အချိန်မှာဆိုလို့ရှိရင်လည်းပဲယုံကြည်သူတယောက်အပြစ်ရှိတယ်မရှိဘူးအပြစ်လုပ်တယ်မလုပ်ဘူးဟုတ်လားဆိုတော့အပြစ်ရှိသွားတဲ့ခါမှာဝင်ချတောင်းပန်မယ်တောင်းပန်စရာမလိုဘူးဆိုတဲ့နောက်ဒီခံယူချက်တွေရဲ့ပုတ်တိုင်မှုကလည်းရှိလာတယ်ဆိုတာတွေ့ရတယ်။နေရာတကာမှာတွေ့လာရတယ်။ ဆိုတော့ကျွန်တော်တို့စကြဘူးစာအဲဟိုးရင်တဲကတော့ရှိတယ်ကျွန်တော်လည်းလေ့လာကြည့်တဲ့အခါမှာ AD 100ကျော်လောက်တဲကအဲဒီသွန်သင်ချက်မျိုးရှိတယ်เนาะဒါပေမဲ့ကျွန်တော်တို့ပြောင်းလဲတဲ့နောက်ပိုင်းမှာတော့ဒါမကြဘူးဒါပေမဲ့အခုနောက်ပိုင်းမှာတော့ပထမဦးဆုံးဆိုရင်တော့ကျွန်တော်ဒါဟိုစင်ကာပူက Joseph Prince ပေါ့เนาะအဲသူစီကနေစကြဘူးတာဖြစ်တယ်ဒါပါတော့အဲ့တော့ကဒီဟာကိုကျွန်တော်တို့ကမန်ကန်ဆိုတာပိုင်းခြားနားလည်နေဖို့လိုတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ဒါကဒီသင်ခန်းစာကိုဝင်လာရခြင်းဖြစ်ပါတယ် ဆိုတော့အရင်ဆုံးကယုံကြည်သူတယောက်ကအပြစ်လုံနိုင်သလားဆိုတဲ့မေးခွန်းကနေကျွန်တော်တို့စာဒါကတော့ရှင်းပါတယ်เนาะဒီမေးခွန်းကတော့အာဘယ်လိုခေါ်မလဲအပြစ်ရှိပြီးသားမေးခွန်းလို့ပြောလို့ရတယ်เนาะဆိုတော့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပြစ်ဆိုတာလုံနိုင်သေးတယ်ဆိုအပြည့်ဖြစ်လားမဖြစ်ဘူးလားဆိုတဲ့အရာကတော့ဗျာအာရှင်းပါတယ်နော်ဟိုဥပမာအာကျွန်တော်ကစီးပွားရေးလုပ်တယ်အဲ့ဒီခါမှာငွေကြေးအလဲသုံးစားကျွန်တော်လုပ်လိုက်တယ် ငါအဲ့ခါမှာအဲ့ဒီမှာတက်ဆိုင်တဲ့သူတွေကကျွန်တော်ကိုတိုင်မယ်တောမယ်ပြီးရင်ဖမ်းမယ်စီးမယ်ပြီးရင်အရေးယူမယ်တရားရုံးရောက်မယ်တရားစွဲမယ်အာဟိုတွေပေါ့နော်စီရင်ချက်ချမယ်အဲအမှုကကျွန်တော်ကျူးလွန်နေဆိုရင်အဲ့ဒီမှာကျွန်တော်ကိုပြစ်ဒဏ်စီရင်မယ်ဆိုတော့ဘာကြောင့်ပြစ်ဒဏ်စီရင်လိုက်လဲဆိုရင်အပြစ်ရှိလို့ဖြစ်လာဆိုတော့အပြစ်ရှိတယ်ဆိုတာကဒါကသိရှင်းပါတယ်အမားယွင်းလှုပ်ထားတယ်မဟုတ်တာလှုပ်ထားတယ်ဆိုလို့ရှိရင်ဒါအပြစ်ပဲဖြစ်တယ်အာလူတွေကဒါအပြစ်လို့ရှင်းရှင်းလင်းလင်းသတ်မှတ်လိုက်တယ် ဒါကြောင့်တရားရုံရောက်တယ်အပြစ်စီရင်ခံရတယ်။အဲ့တော့ဒါအဲ့တော့လူတစ်ယောက်ကအပြစ်ကိုလုပ်နိုင်တယ်ဆိုတာကဒါကျွန်တော်တို့နားလေရတယ်။အဲတကယ်နောက်တစ်ဆင့်ကအရေးကြီးတာကအဲ့လိုအပြစ်လုပ်ပေမဲ့လို့ဖရာသခင်ရှေ့မှာအဲ့ဒီလူဟာအပြစ်ရှိသောသူ ဖြစ်သွားသလား။အဲ့ဒီလူမှာအပြစ်ဆိုတာရှိတယ်လို့ဖရာကသတ်မှတ်သလားဆိုတဲ့မိကုံးကအဲ့ဒါကအဓိကကြသွားတယ်။ဆိုတော့လူတိုင်းကတော့အပြစ်လုပ်နိုင်တာပဲပေါ့နော်။ဆိုတော့ဖရာသခင်ကအပြစ်လို့သတ်မှတ်လားမသတ်မှတ်ဘူးလားဆိုတဲ့ဖြစ်တာ။ဟုတ်လားလူကတော့သတ်မှတ်တယ်။ ဒါကတော့ရှင်းတယ်လူကတော့မြင်တယ်တွေ့တယ်အပြစ်လုပ်ထားတာမဟုတ်တာလုပ်တာကိုတွေ့တယ်အဲ့ဒီခါမှာအရေးယူတယ်ဒါဖះကဘယ်လိုမြင်တယ်လဲဆိုတော့အရင်ဆုံးဖះသည်ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာ အပြစ်နဲ့ပတ်သက်ပြီးတော့မှနော်ဘယ်လိုသတ်မှတ်ချက်တွေရှိတယ်လဲဆိုတာကိုကျွန်တော်အရင်ကြည့်ရအောင်ဆိုတော့တိယောခန်းကြီး၃ငယ်၄မှာဗာပြောလဲဆိုလို့ရှိရင်ဒူးစရိုက်ကိုပြုတော်သူမြည်သည်ကနော်ဒူးစရိုက်ကိုပြုတော်သူသည်မြည်သည်ကပြည့်ညတ်တော်ကိုလွန်ကျွေး ဒုစရိုက်တီကပြည့်ညတ်တော်ကိုလူကျူးခြင်း sin is the breaking of law ဖျားသခင်နှုတ်ကပတ်တော်ဖျားသခင်မိမာချက်ကိုမနာခံရင်အဲ့ဒါအပြစ်ပဲဒါ sin ပဲနော်ဒါကအမာအယွတခုမဟုတ်ဘူးအဲ့ဒါအပြစ်ကိုဖြစ်တယ်နောက်တစ်ချက်ပါပြောလဲဆိုတေယော59မှာမတရားသော အမှုမိတွေကဒုစရိုက်ဖြစ် all and righteousness is sin မဖြောက်မမှန်မမှန်မကန်လုပ်တဲ့လုပ်ရမှန်တည်းများသည်အပြစ်ဖြစ်တယ် ယာကုပ်၄၈မှာတော့ထို့ကြောင့်ကောင်းသောအကျင့်ကိုသိလျက်နဲ့မကျင့်ဘဲနေတော်သူသည်အပြည့်ဖြစ်တယ်။ကောင်းတာကိုသိရတာနဲ့တောင်းမနော်မကောင်းတာလုပ်တာမဟုတ်ဘူးကောင်းတာကိုသိရနဲ့မလုပ်ရင်တောင်အဲ့ဒါအပြည့်ဖြစ်ပြန်တယ်။ဆိုတော့ဒါရဲ့အချက်ကလေးတွေကိုကြည့်လိုက်ခြင်းအားဖြင့်ပေါ့နော်ဒါကတခြားအပြည့်နဲ့ပတ်သက်တဲ့ပေါ်ပြတဲ့အချက်တွေရှိပါတယ်။ဥပမာလည်းဒီအချက်ကလေးကိုပဲကြည့်လိုက်ရင်ကိုပဲဖရာသခင်ရှေ့မှာနော် ဘုရားသခင်ကသတ်မှတ်ချက်မှာကျွန်တော်ယုံကြည်သူတွေဟာအပြစ်ကို ဖြစ်စေနိုင်တယ်ဆိုတာပေါ့ကျွန်တော်တို့တွေ့ရတယ်အပြစ်ကိုဖြစ်စေနိုင်သောသူတွေအပြစ်ကိုလုံနိုင်သောသူတွေဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းနားလည်ရတယ်ဆိုတာကျွန်တော်တို့ဒီကြမ်းကြအဖြစ်တွေ့ရတယ်နော်ထပ်ပြီးတော့ပြောပြချင်တယ်နော်ဒီကြမ်းကြတွေဒီရှင်ယာကုပ်ရှင်ယောဟန်တို့ဒီယုံကြည်သူတွေကို ပြောနေတာဖြစ်တယ်ကျမ်းစာရဲ့ဒီအဆက်အဆက်အရမယုံကြည်သူကိုပြောတာမဟုတ်ဘူးယုံကြည်သူတိုင်းကို ြောနေတာယုံကြည်သူဒီလိုဒီလိုလုပ်ရင် အပြည့်ဖြစ်မယ်ဆိုတဲ့အရာကိုဖော်ပြနေတာဖြစ်တယ်ပြီးတော့မှကောင်းပြီဒါဆိုရင်အပြည့်ဖြစ်သွားတာတော့မှန်တယ်အဲဖရာသခင်ကဘယ်လိုသတ်မှတ်တယ်လဲဖရာသခင်ရှေ့မှာဖရာကအာမင်းအပြည့်လုပ်တယ်ဒါတော့မင်းမှာအပြည့်ရှိသွားပြီလို့သတ်မှတ်တယ်လားအမင်းအပြည့်တော့လုပ်တယ်ဒါပေမဲ့မင်းအပြည့်ကငါကယူမဆိုင်တော့ဘူးမင်းအပြည့်ကအလုံးခွင့်လွတ်လိုက်မင်းအပြည့်ကအလုံးစေးကြောလိုက်ပြီမင်းအပြည့်ကဘာမှ ကောင်းတယ်မထဲတော့ဘူး အဲ့ဒါမင်းအပြစ်နဲ့ပတ်သက်လို့ငါဘာမှကင်တွယ်စရာအကြောင်းမရှိတော့ငါရဲ့အရှိမမင်းကအပြစ်ရှိတဲ့သူတယောက်လို့ငါမမြင်တော့ဘူးအဲ့ဒီလိုမြင်တယ်လားအဲ့လိုသတ်မှတ်တယ်လားဒါမှမဟုတ်မင်းအပြစ်လို့တယ်ဒါကြောင့်မလို့မင်းမှာအပြစ်ရှိတယ်အဲ့ဒီအပြစ်ကိုငါစီရင်ရမယ်ငါစုံးမရမယ်လို့မြင်တယ်လားအဲ့ဒါကျမ်းစာအပြစ်ကြည့်ရမယ်ဆိုဗျာဒိအခန်းကြီးနှစ်ငယ်၄မှာသို့တော်လည်းသင်သည်ရှေ့ဥစွာသောချစ်ချင်းမြတ်တာရော့ပြီဟုသင်၌အပြစ်တင်စရာရှိအဖက်အတင်းတော်ပြောတဲ့စကားဖြစ်တယ် တခင်ဖခင်ကကောင်းကင်ဘုံကနေယောဟန်မြေကြီးပေါ်မှာရှိတဲ့ယောဟန်ကိုနော်ပြောတဲ့စကားယောဟန်ကိုအေးဖက်အသင်းတော်ကိုအဲ့ဒီတည်တင်းစကားပေးခိုင်းတယ်။ဘာပြောလဲမင်းကအပြစ်တင်စရာရှိတယ်။ရှေးဥစွာချစ်ချင်းမြတ်တာယော့တဲ့အပြစ်သူမှရှိအေးဖက်အသင်းတော်ဆိုတော့အေးဖက်အသင်းတော်ကဘယ်ချိန်ကလေးကဒီအပြစ်ကိုကျူးလွန်လာလဲမသိဘူး။ဘယ်ချိန်ကလေးကသူတို့ရဲ့အသက်တာကျဆင်းနေလဲမသိဘူး။နော် တနေ့လည်းဖြစ်နိုင်တယ်နှစ်နေ့ဖြစ်နိုင်တယ်လေးငါးနေ့လည်းဖြစ်နိုင်တယ်ဒါကြီးကကြာခြင်းလဲကြာနေလောက်ပြီဆိုတော့အခုအချိန်ရောက်တော့မှယောဟန်အားဖြင့်သခင်ဖျားကတတိပေးလာတယ်ဆိုတော့သခင်ဖျားကဒီအေဖက်အသင်းတော်ရဲ့အဲ့ဒီဟိုအပြစ်တွေကိုမှတ်ထားတယ်နော်တေးသေးစောင့်ကြည့်နေတယ်ဘယ်အချိန်နဲ့စပြီးတော့မားလာတယ်မားလာတယ်ကြာလာတယ်ကြာလာတယ်ကြာလာတယ်ဆိုတော့သူစောင့်ကြည့်စောင့်ကြည့်စောင့်ကြည့်ပြီးတော့မမှတ်ထားဘူးတော်တော်များလာပြီပြင်လဲမပြင်ဘူးပြောင်းလဲမပြောင်းလဲဘူးပို့ပြီးတော့ပဲဆိုးဆူလာတဲ့ခါမှာနောက်ဆုံးကြတော့ ယောဟန်အားဖြင့်ပါလို့လဲသတိပေးတယ်။မင်းတို့ကအပြစ်တင်เสียရရှိပြီအေဖက်အသင်းတော်။ဒါဆိုရင်အေဖက်အသင်းတော်ရဲ့လှုပ်ဆောင်ထားသော အပြစ်သည်ဖျားသခင်ရှေ့မှာအပြစ်အပြည့်စည်ရင်မှတ်ထားတယ်ဆိုတော့နားလေရအောင်။မှတ်ထားရုံနဲ့မကအောင်ဘာဆက်ပြောလဲဆိုရင်အဲအစုံမိုင်းလေးပေါ့နော်သို့မဟုတ်တင်ရှိရတော့ငါအမြန်လေးနောင်တမရလေရင်တင်ဤမိခွက်ကို နေရာမှာရွှေ့မယ်နောင်တမရရင်ကမင်းကို အပြည့်စီရင်တော့မယ်ငါဆုံးမတော့မယ်ငါတခုခုလုံးရတော့မယ်နော်ဆိုတော့နောင်တရခိုင်းတယ်တနည်းအားဖြင့်ဒီအဖြစ်ကိုစွန့်လွတ်ခိုင်းတယ်စွန့်လွတ်ပြီးတော့မှအသက်တောင်ပြန်ပြုတ်ပြင်ဖို့တခင်ဖះကတောင်းဆိုနေတာဖြစ်တယ်မဟုတ်လို့ရှိရင်တော့ငါမင်းကိုကင်တော့မယ်ဆိုတဲ့သဘောပဲဆိုရင်ယုံကြည်သူတယောက်နော်အပြစ်လုတ်တဲ့အခါမှာအဲ့ဒီအဖြစ်ဒီဖះသခင်ရှေ့မှာရှိနေပြီးတော့မှဖះသခင်ကအဲ့ဒီအဖြစ်ကိုလစ်လျူရှုမထားဘူး ငါအားလုံးကိုခွင့်လွှတ်လိုက်ပြီးပြီကွာဒီနောက်ပိုင်းအဖြစ်တွေဘာတစ်ခုမှငါငါစိတ်မဝင်စားတော့ဘူးဆိုတော့အနေအထားမျိုးမဟုတ်ဘူးဆိုတော့ကိုဒီကြမ်းပိုက်ကရှင်းရှင်းလင်းလင်းဖော်ပြထားတယ်ဆိုတာတွေ့ရပါတယ်ဟုတ်ပြီနောက်ထပ်ကြမ်းပိုက်လေးနည်းနည်းထပ်ကြည့်မယ်တတိခန်းကြီးငါအငွေ20မှာကျွင်းသောသူတို့သည်ကြောက်စီခြင်းကအပြစ်ရှိသောသူတို့ကိုလူအပေါင်းတို့ရှေ့မှာအပြစ်တင်၍ဆုံးပါလားဆိုရှင်ပေါလုကပြောတယ်တိမောသေးဘူးအသင်းတော်ဘယ်လိုကင်တွေ့ရမလဲဆိုအပြစ်ရှိသောသူတို့ကို အဲ့တော့တိမောသေးကကြည့်ရဘယ်သူမှအပြစ်ရှိတယ်လဲဘယ်သူမှအပြစ်ရှိတယ်လဲဆိုသူကြည့်ရအပြစ်ရှိနေတယ်အပြစ်လောက်ထားတယ်ဆိုရင်အဲ့ဒီလူကိုစစ်ဆေးရစုံးမရအဲ့တော့ယုံကြည်သူတယောက်ဒီအပြစ်ရှိသလားဆိုတဲ့အရာမေးခွန်းနော်အဲ့ဒါအဲ့ဒီမှာပေါ်လာတယ်အပြစ်ရှိသောသူအပြစ်ရှိနေလို့ရှိသောသူလို့ခေါ်တာဖြစ်တယ်ရာခုတ်ခန်းကြီး 4အငယ်8မှာအပြစ်ရှိသောသူတို့တင်တို့လက်ကိုစင်ကြယ်စေကြလော့နော်ခုနလည်းပြောပြီနော်ရှင်ရကုတ်ကတကယ်ယုံကြည်သူတွေကိုပြောနေတာဖြစ်ပါတယ်ဆိုတော့သူယုံကြည်သူတွေကိုသူဗာတိပေးနေလဲအပြစ်ရှိသောသူတို့တင်တို့လက်ကိုစင်ကြယ်စေကြလောမင်းတို့အပြစ်လောက်ထားတယ်နော်အဲ့တော့မင်းတို့အဲ့ဓာတွေကိုစီးကြောပါအဲ့ဓာတွေကိုစွန့်လွတ်ပါဖယ်ရှားပါတတိပေးနေတာဖြစ်တယ်ဟေဘဲစနစ်9မှာတော့ဗာပြောလဲဆိုရင်တင်းအပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်နေ ဘုရားသခင်ကကျွန်တော်တို့ရဲ့အဖြစ်တွေကိုမလုပ်နေလဲစစ်ဆေးနေတယ်။ချစ်တော်မူသောသားကိုစုံးမတဲ့အနေနဲ့အဖြစ်တွေကိုမလုပ်လဲစစ်ဆေးပြနေတယ်ဆိုတော့တွေ့ရတယ်။ဆိုတော့အခုဒီမှာရှင်ဘောလူနော်ဒါဟေဘိစာရေးတဲ့သူ ပြီးတော့မှရှင်ယာကုပ်အသီးသီးတို့ကဘာပြောနေလဲဆိုရင်ယုံကြည်သူမှာအပြစ်ရှိတယ်ဆိုတဲ့အရာကိုသတိပြုရမယ်။သတိပြုရမယ်။အဲ့တော့အခုမေးတယ်ဗျာကျွန်တော်တို့ကြုံမှုတယ်နော်ကြုံမှုတယ် ကျွန်တော်အိမ်မှာတခါလာပြီးတော့မှအဲလက်ကန်းစာရွက်လေးဝေရင်းနဲ့စကားပြောရင်းနဲ့ကြုံဘူးတယ်။ဘာမေးလဲဆိုတော့ခရစ်တော်သခင်ခရိယန်ဖြစ်ပြီးသခင်ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုရင်ဦးလေးမှာအပြစ်ရှိသေးလား။အာရှိနိုင်တာပေါ့ကွာအပြစ်ဆိုတာတော့အဲ့လိုဖြေတဲ့ခါကျတော့အာဒါဆိုရင်ကက်တင်ချင်းသဘောမပေါက်သေးဘူး။ဘုရားသခင်အပြစ်စီရင်ကြောင့်တေချာနားမလဲသေးဘူး။ဘယ်ကက်တင်ချင်းမရသေးဘူးနော်တဲ့ဟာ။ ဘလို့ကဲတင်ခြင်းမရသေးဘူးနော်အပြစ်စီဂျီဖရာသခင်ခွင့်လွှတ်ခြင်းကိုအပြစ်ဝနားမလဲသေးဘူးဆိုရဲလို့ပြောလာဘာဖြစ်လို့လဲသူကကိုကိုအပြစ်ရှိတယ်လို့ခံစားနေရတာဒါတော့ကျမ်းစာအရာဆိုပြီးတော့ဗောဗျာပြောချင်တာကတော့သခင်ယေရှုခရစ်တော်ကျွန်တော်တို့အပြစ်တွေအားလုံးကိုဆေးကြောလိုက်ပြီဖြစ်တယ်သင်တို့အပြစ်ကိုငါမအောင်မေးတော့ဘူးဒါဟေဘရဲ10เนาะဟေဘရဲ10ပေါ့နော်ပါတယ်ကြမ်းချက်များအရာအပြစ်တွေကိုဖရာသခင်ဘာမှမအောင်မေးတော့ဘူးခေါင်းထဲကိုမထည့်တော့ဘူးအဲ့တော့ကျွန်တော်တို့ကကိုကိုကိုအပြစ်ရှိတယ်လို့မမြင်ရအောင် မြင်နေသေးလို့ရှိရင်အဲ့ဒါဘုရားသခင်ရဲ့ကယ်တင်ခြင်း အပြစ်ခွင့်လွတ်ခြင်းကို နားမလည်သေးလို့ဖြစ်တယ်ဆိုပြီးတော့မှဒီလိုလာတာပေါ့နော်ဆိုတော့ကြည်ရပါတယ်အခုဒီကြမ်းကျက်အရာကြည့်မယ်ဆိုလို့ရှိရင်တော့ရှင်ဘောလူအဟေဘဲကိုဘယ်သူရေးလဲသိချာမယ်ထားလိုက်တော့ဘောလူပဲထားပါတော့ဟုတ်လားပြီးတော့မှရှင်ယာကုပ်ရှင်ယောဟန်သူကလည်းပြောလဲဆိုရင်တေယော56မှာ ညီကိုချင်းသည်တေပြည့်မတင့်သောဒုစရိုက်ကို ပြုမိသည်ကိုတစုံတယောက်သူမြင်လျင်တဲ့ထိုသူသည်ဆုတောင်းရမည်တေပြည့်တင့်သောဒုစရိုက်ရှိ၏ဆိုအပြစ်မှာဘလောက်ထိအဲ့ဒီဖရာသခင်ရှေ့မှာဖရာသခင်ကဟိုအပြစ်ကိုတော့အစ်စ်နဲ့သတ်မှတ်ထားလဲဆိုလို့ရှိရင်တချို့သောသူတွေကအပြစ်ကဖရာသခင်စီရင်တဲ့အဲ့တေပြည့်ဆိုတဲ့စီရင်ချက်ကိုကြောက်ခံရလောက်တဲ့အထီတော်မှာ ဘုရားသခင်ကတတ်မှတ်ထားတယ်ဆိုတာတွေ့ရတယ်။လစ်လျူမရှိယုံနေမကဘူးเนาะ။ဘလောက်ထိစီရင်မလဲဆိုလို့ရှိရင်တေပြစ်တဲ့နဲ့အတီတော့စီရင်မယ်လို့သူကပြောတာဖြစ်တယ်။ဆိုခုနလိုမျိုးပေါ့။ဟာအပြစ်ရှိတယ်လို့ခံယူလို့ရှိရင် အပြစ်ရှိတယ်လို့ကိုကိုကိုအဲ့ဒီလိုမြင်နေသေးရင်အာနားမလဲသေးဘူး။အလားကဲတင်ချင်းမရသေးဘူးဆိုလို့ရှိရင်အခုရှင်ပေါ်လူတို့ရှင်ယာကုတ်တို့ရှင်ယောဟန်တို့တိမောသေးတို့တရားအောင်မနော်ကဲတင်ချင်းရမှာမဟုတ်ဘူး။ ဒီလူတွေကယ်တင်ခြင်းမရှင်းသေးဘူးလို့ပြောတိမောသေရှင်ပေါလုကယ်တင်ခြင်းကောင်းကောင်းနားမလည်သေးဘူးဒီလိုပြောရမလို့ဖြစ်နေဆိုဘသူမားတယ်နော်ဆိုရှင်ပေါလုတို့ရှင်ယောဟန်တို့တော့မမားဘူးလို့ယုံကြည်ပါတယ်ဘာပြောလဲအပြစ်ရှိတဲ့သူတွေကိုဘလို့ဘလို့လုပ်ပါဘလို့ဘလို့ခူညီပါရှင်ရကုတ်ဆိုအခန်းကြီး9မှာပါပြောလဲဆိုလူနာကိုလက်တင်ပြီးဆုတောင်းပါအဲ့ဒါလက်တင်ပြီးဆုတောင်းရင်တဲ့เนาะအဲ့ဒီလူဟာ ဟလာဟိုဗါလဲအပြစ်ပြုမိတော့လဲထိုးအပြစ်ကိုလွတ်တော်မူမည်တချို့တော့လူတွေရဲ့ဖျားနာခြင်းဟာသူတို့ရဲ့အပြစ်ကြောင့်တော့ဖြစ်နေတတ်တယ်အပြစ်ကြောင့်ဖြစ်နေတာအပြစ်ရှိလို့အဲ့ဒီအနာဖြစ်နေတယ်ဆိုတဲ့သဘောလားရှင်ရကုတ်ကသူပြောသွားတာဖြစ်တယ်ဒါရကုတ်ခန်းကြီးကငွေ15ပါပါဒါကြောင့်မို့ယုံကြည်သူသည်အပြစ်ကိုဖြစ်စေနိုင်တယ်အပြစ်ဖြစ်သွားပြီဆိုရင်သူသည်ပါပဲအပြစ်ရှိတော်သူဖြစ်သွားပြီဆိုတာကိုဒါကနေချစွာနဲ့ဝန်ခံရမှာဖြစ်တယ် ငါအပြစ်ပါအပြစ်တော့လုပ်တယ်ဒါပေမဲ့ငါမှအပြစ်မရှိဘူးလို့ပြောချင်းသည်အဲ့ဒါလှည့်စားခြင်းပဲကိုကိုကိုလှည့်စားတာဖြစ်တယ်ငါဖျားသခင်ကိုလှည့်စားတာဖြစ်တယ်တော့ကျမ်းစာရှင်းရှင်းလင်းလင်းပြောထားပြီး ကျွန်တော်တို့ဒီအပြစ်ရှိတော်သူဖြစ်တယ်ဆိုတာနားလေရမယ်အဲ့တော့အပြစ်ရှိတဲ့အခါမှာနော်အပြစ်ကိုဖျားသခင်ကဘာလို့မလဲဆိုတဲ့အရာကိုကျွန်တော်တို့ပမာထပ်တွေ့ရတယ်ဆိုလို့ရှိရင် အာနှစ်ကောခန်းကြီးငါအငယ်30မှာပေါ့အကြောင်းမူကငါတို့ရှိသည်မြသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအတိဒီခန့်ခြင်းကခရစ်တော်၏တရားပလင်ရှိကိုပြောပါအောင်ကျွန်တော်တို့လှုပ်ထားတဲ့အပြစ်တွေဟာတနေ့မှာ ခရစ်တော်ရဲ့တရားပလင်ရှိမှာစီရင်ခြင်းခံရမယ်ဆိုတော့ပြီးမှာနော်ခရစ်တော်ရဲ့တရားပလင်ဒါဟုတ်ပလင်ပြူလည်းမဟုတ်ဘူးကျွန်တော်အပြစ်ကိုစီရင်မဲ့နေရာလည်းမဟုတ်ဘူး เนาะဒါကဘာလဲဆိုလို့ရှိရင်ဘီမာဆိုတာကအဲဘယ်လိုခေါ်မလဲဆိုရင်အားကစားပွဲတွေမှာအောင်နိုင်သူတွေကိုတတ်မှတ်တဲ့အောင်မြင်မှုကိုရတဲ့သူတွေကိုစုချင်းမြင်တဲ့ပလင်အရင်တော့ကဒါမိတ်ခွန်းနေပါတယ်เนาะလူတွေဟောပြောတဲ့နေရာတွေပါသုံးတဲ့ stage เนาะစင်အဲ့ဒါမျိုးဘာလို့ခေါ်လဲဆိုရင်ဘီမာလို့ခေါ်တယ်ဆိုတော့ဒီမှာအာကျန်းစာကရှင်ဘောလူကเนาะဒီနေရာမှာခရစ်တော်ကြီးပလင်လို့ပြောတဲ့ခါမှာအဲ့စကလုံးသူသုံးတယ်ပြောချင်တာကအာ ဩဇာပေါ့ကျွန်တော်တို့ရဲ့အသက်တာကိုဒီနေ့မြေကြီးပေါ်မှာကျွန်တော်တို့ဘယ်လိုကြင်ကြံပြုမှုနေထိုင်ခဲ့လဲဆိုတော့ခေါငင်ဘုံရဲ့သခင်ဖရာကစစ်ဆေးမယ်စစ်ဆေးပြီးတဲ့ခါမှာကျွန်တော်တို့ကိုတင့်လျော်တဲ့စုတွေကောင်းကြီးတွေချီးမြှင့်ပါမယ်ဆိုတော့ဒါကကျွန်တော်တို့ကိုအပြစ်ငရဲမှာเนาะသာဝရစီရင်ခြင်းထဲမှာပြန်ပြီးတော့မှစစ်ဆေးပြီးချမယ်လို့ပြောတာမဟုတ်ဘူးအဲ့လိုစီရင်ခြင်းမဟုတ်ဘူးသို့တော်လည်းကျွန်တော်တို့မှာစစ်ဆေးခြင်းရှိတယ်ကျွန်တော်ဘာလုပ်သဲဆိုတော့သခင်ဖရာမှတ်ထားတယ်ကျွန်တော်ကို ကိုခန္ဓာနိုင်ကျင့်တော့ကောင်းမကောင်းအကျင့်နော်အဲ့ဒါတွေကိုစစ်ဆေးမယ်ဆိုတော့ဒါကခရစ်တော်ရှေ့ရောက်မှာဒါပေမဲ့ဒီနေ့အချိန်မှာလည်းပဲဟေဘဲခန်းကြီး7နှစ်မှာဘုရားသခင်ချစ်တော်မူသောသားကိုစုံမလျက်ရှိတယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ရဲ့အဖြစ်တွေကိုစစ်ဆေးပြီးတော့မှလည်းကျွန်တော်တို့ကိုဘုရားသခင်ကပြုပြင်သွန်သင်လျက်ရှိနေသေးတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အဖြစ်ကိုဘုရားသခင်ကလစ်လူမရှုထားဘူး။ နော်လစ်လစ်ရှုတ်ထားမယ်ဆိုရင်ကျွန်တော်တို့မားနေတာကိုလည်း तू ပြေပေးမှာမဟုတ်ဘူးကျွန်တော်လမ်းလွဲနေလေ तू ကလမ်းပြန်တည့်ပေးမှာမဟုတ်ဘူးဘာလို့ဆိုတော့လမ်းလွဲနေတယ်လို့မမြင်ဘူးမားနေတယ်လို့ကိုမမြင်ဘူးဆိုရင်ကျွန်တော်တို့ तू ဘာမှလုပ်ပေးမှာမဟုတ်ဘူးဒါပေမဲ့စမ်းစာကျွန်တော်တို့ကိုဘာပြောလဲခရစ်တော်ဖခင်ကြီးကျွန်တော်တို့အထွန်းထဲကနေပြီးတော့မှကျွန်တော်တို့အသက်တာကိုစေတနာတော်နဲ့ပြုပြင်ပေးနေတယ်အဲ့ဒါကပါအတွက်လဲဆိုကျွန်တော်တို့လမ်းလွှဲရင်တည့်ပြီးဖြစ်တယ်ကျွန်တော်တို့မားနေအမားကိုမြင်ပြီးတော့တိပြီးတော့မှအဲ့ဒီအမားကိုဆွန့်လွတ်နိုင်ဖို့အတွက် ဖြစ်တယ်နောက်တစ်ဖက်မကျူးလွန်ဖို့အတွက်သွန်သင်မှာဖြစ်တယ်ဒါဖရာသခင်ကျွန်တော်တို့ကိုလှုပ်ပေးနေတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကကောင်းပြီအပြစ်ရှိတော်သူဖြစ်သွားတယ်ဖရာသခင်ရှိမှာအဲ့တော့အဲ့လိုအပြစ်ရှိသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲတရားတစ်ခုမှကျွန်တော်တို့ဘာပြောလဲကိုအပြစ်ရှိတဲ့မြတ်ကိုဖော်ပြပြီးတော့တောင်းပန်ရအဲ့ဒါအရေးကြီးဆုံးပါပဲတောင်းပန်ဖို့ပဲဘာကြောင့်တောင်းပန်ရတာလဲဆိုရင်နံပါတ်1ကစဉ်းစားကြည့်ပေါ့နော်ဖရာသခင်ကကျွန်တော်တို့အထဲထဲမှာကျွန်တော်တို့အသက်တာကောင်းစေခြင်းလုံးလို့ ကျွန်တော်တို့တန်ရှင်းသူဖြစ်စေခြင်းနဲ့ငါဒီတန်ရှင်းတော်မူသည်မျိုးတင်တို့ဒီလေတန်ရှင်းခြင်းရှိကြလောကျွန်တော်တို့ကိုတန်ရှင်းစေခြင်းလုံးတဲ့အတွက်ကြောင့်ဘုရားသခင်ကျွန်တော်တို့အထဲထဲကနေပြုပြင်ပေးနေအပြည့်ငရဲကနေလွတ်ပြီးတော့မှကယ်တင်ခြင်းပေးလိုက်ရောမဟုတ်သေးဘူးဒီနေ့အသက်ရှင်နေတဲ့အချိန်မှာလည်းပဲတန်ရှင်းတဲ့အသက်တာနဲ့တကယ်မင်္ဂလာရှိတဲ့အသက်တာနဲ့ရှိစေခြင်းလို့သူကအထဲကနေကျွန်တော်တို့ကို ပြုပြင်ပေးစိတ်ရှိရှိနဲ့ပြုပြင်ပေးနေဒါမှကျွန်တော်တို့ကသူရဲ့ပြုပြင်ပေးခြင်းသွန်သင်ပေးခြင်းကိုမခံမယူဘဲနဲ့ကျွန်တော်တို့ကအပြစ်တွေလုပ် လမ်းချော်တယ်။ तू ကမလုံနဲ့ပြောရတဲ့ဒါနဲ့ကျွန်တော်လုံတယ်။ तू ကလုံပါပြောရတဲ့ဒါနဲ့ကျွန်တော်မလုံဘူး။အဲ့ဒီခါမှာကျွန်တော်တို့ကကျွန်တော်တို့ကိုစေရနာစိတ်နဲ့အဲ့လိုသွန်သင်ပေးနေတဲ့အဲ့ဒီဖခင်ကိုကျွန်တော်တို့ကမထီမဲ့မြင်ပြရရောက်ပါပြီမဟုတ်ဘူးလား။ तू ရဲ့လှုပ်ဆောင်မှုဂရုမစိုက်ရရောက်သွားပြီမဟုတ်ဘူးလား။ तू ကိုမလေးစားရရောက်သွားပြီမဟုတ်ဘူးလား။နော် तू ကိုစန့်ကျင်ရမရောက်ပြီဘူးလား။ဒါဆိုကျွန်တော်တို့ကမလုပ်ရမလဲသူ့ကိုကျွန်တော်တို့မလုပ်နဲ့ပြန်ပြီးတော့ဝင်ချတောင်းပန်ဖို့ပဲရှိတယ် သူ့အပေါ်မှာကျွန်တော်မှာတော့တမန်တော်ကြီးပေါ်လူကဘာပြောလဲဆိုရင်ဖျားသခင်ကိုပစ်မာပြီလူကိုပစ်မာပြီခုကိုစိတ်နှလုံးသည်တဲ့ကိုကိုအပြစ်တင်ခွင့်နဲ့ကင်းလွတ်မိအကြောင်းတဲ့နော်ဒါတမန်တော်ခိုင်း24အငယ်16ဆိုတော့ယုံကြည်သူတယောက်ရဲ့လှုပ်တဲ့အပြစ်သည်ဒီလူတွေအပေါ်မှာပဲသွားမာတာမဟုတ်ဘူးဘသူကိုလဲမာလဲဆိုရင်ဖျားသခင်ကိုပါပစ်မာတဲ့အရာဖြစ်တယ်ဆက်ပါရတယ်တော့ချစ်တော်ညီကိုမအောင်ပါလို့မယုံကြည်သူနဲ့ယုံကြည်သူတူညီတဲ့အပြစ်တစ်ခုတည်းကိုပဲလှုပ်ရင်တောင်မှ နော်တူညီတဲ့အဖြစ်ကိုလုပ်ရင်တော့မှယုံကြည်သူရဲ့အဖြစ်ကပိုကြီးတယ်ဗျာယုံကြည်သူရဲ့အဖြစ်ကပိုပြီးတော့မှလေးနဲ့တယ်မကြောက်လဲဆိုသူ့ရဲ့အဖြစ်ကဖျားကိုအထိပြင်မာတယ်ဖြစ်ဖြစ်တယ်ဆိုတော့ဒါကုဓမ္မဟောင်းမာတွေကရောသက်ကနာလေနော်ဖော်ဒီဆိုမိမကသူ့ကိုလာပြီးတော့မြူဆွဲတဲ့ခါမှာငါဖျားသခင်ကိုမပြင်မာနိုင်ဘူးတဲ့ဆိုသူမှားလိုက်မဲ့အဖြစ်ကဖျားကိုအထိပါဖြစ်လေပြင်မာတာဖြစ်တယ် သူကိုးကွယ်တဲ့ဖះကိုဒီမယိုမသိမလေးမစားပြုမဲ့ဖះသခင်တားမြစ်ချက်ကိုဂယုမဆိုင်တဲ့လောက်ရက်ဖြစ်တယ်ဆိုတော့သူနားလေဟုတ်ဒီနေ့ယုံကြည်သူကျွန်တော်တို့ကလည်းနားလေကျွန်တော်တို့လောကမှာအပြစ်လုပ်တယ်ဆိုလူလူချင်းကိုဖြစ်နေတာပါနော်သူများကိုမဟုတ်မမှန်ပြောမိမယ်သူများကိုမှုတာပြောမိမယ်သူများကိုလိမ်မိမယ်သူများကိုစော်ကားမိမယ်သူများကိုစိတ်ဆိုးမိမယ်ရိုက်မိမယ်တတ်မိမယ်ခိုးမိရတဲ့လူတွေပေါ်မှာလုပ်တယ်ဒါပေမဲ့အဲ့ဒီလုပ်သမျှအရာအလုံးကဖျားကိုအထိပါဖြစ်တယ်တိတ်ရောက်တယ်ဆိုနားလေရအောင် တောင်ရှင်ပေါလုကိုဓမ္မသက်လမ်းမှာတင်ညင်းစေသောနာဇရဲမျိုးသားယေရှုလို့ပြောတာဖြစ်တယ်။နော်ကျွန်တော်တို့လောက်ရကဖရာသခင်ကြီးထိနေတယ်။အဲ့တော့ကျွန်တော်တို့သတိထားဖို့ရှိတယ်။ဆိုတော့ဖရာသခင်ကိုပါပြစ်မာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမလုပ်ရမလဲ။ဖရာကိုတောင်းပန်ရမယ်။လူကိုပြစ်မာရင်လေလူကိုတောင်းပန်ရသလိုအခုကဖရာကိုပြစ်မာတဲ့ဖရာကိုကျွန်တော်တို့တောင်းပန်ဖို့တောင်းဝင်ရှိတယ်။တကယ်လို့မတောင်းပန်ဘူးဆိုရင် ဖះကိုမတောင်းပန်ဘူးတောင်းပန်စရာမလိုဘူးဆိုပြီးတော့မှနေအဲ့ဒါတင်ရဖះသူထက်စင်နောက်တစင်အဲ့ဒါကစော်ကားရရောက်သွားပြီဖះအပေါ်မှာမတ်ရိုင်းတာဖြစ်သွားပြီနော်ဖះကကိုဟိုမြစ်တာစေရနာနဲ့ပြုပြင်လမ်းကြောင်းကျွေးမွေးဆောက်ရှောက်ပဲ့ပြင်တွန်တင်နေတဲ့ဟာကိုခမ ्या ကလမ်းလွဲတယ်ကျွန်တော်တို့ကဒီတွန်တင်မှုကနေခွဲထွက်တယ်ဆိုရင်အဲ့ဒီဖះကိုကျွန်တော်တို့ကမထီမဲ့မြင်ပြုတယ်အဲ့ဒီမှာနောက်တစင်ကိုကမားတာကိုတိမဂရုမစိုက်ပဲနဲ့တခါ ဘာဖြစ်လဲမတောင်းပန်ဘူးဆိုပြီးတော့လုပ်မယ်ဆိုရင်မိုက်ရိုင်းတဲ့စိတ်သဘောထားဖြစ်သွားပြီစော်ကားတဲ့စိတ်သဘောထားအထီးရောက်သွားပြီနော်အဲ့တော့ဖရာသခင်ကိုကျွန်တော်တို့ဒီနှိမ့်ချခြင်းနဲ့ပြန်ပြီးတော့မှဝင်ချတောင်းပန်ဖို့အင်မတန်မှအရေးကြီးပါတယ်။နော်လူကိုပြစ်မာတဲ့အရာမှာလေလူကိုလည်းတောင်းပန်ရမယ်။ဖះရားကိုလည်းကျွန်တော်တို့ဘာလုပ်ရမလဲ။တောင်းပန်ရမှာဖြစ်တယ်။ဆိုတော့အဲ့ဒီလိုတောင်းပန်မှသာလေရင်နော်ကျားစာကဘာပြောလဲဆိုရင် တယောက်တကိုမှာတော့နော်ကိုပြစ်တို့ကိုဖော်ပြပြတောင်းတယ်ငါတို့ရှိတဲ့အပြည့်မျိုးလွတ်၍ဖရာသခင်အပြစ်ခွင့်လွှတ်ခြင်းကိုခံရတယ်ဆိုတော့ဒီလှုပ်လိုက်တဲ့အပြစ်အတွက်ဖရာသခင်ခွင့်လွှတ်လိုက်တယ်စိတ်ပြီးကျွန်တော်တို့တတ်တော့ပြုပြင်ပေးမယ်ပယ်ပြင်ပေးမယ်ဘလောက်ထိလဲနောက်တစ်ဖန်မကျူးလို့ဘုဒုစရိုက်ကိုအောင်မြင်ဖို့အထိပြုပြင်ပေးမယ်ဒါတွေမဟုတ်သေးဘူးเนาะကျွန်တော်ဘလို့နားလဲလဲဆိုရင်เนาะအဲ့ဒီအပြစ်တွေခရစ်တော်ရဲ့တရားပလင်ရှေ့ကိုမရောက်တော့ဘူးစင်ရစရာเนาะဟိုတင်းပေါ့အဲပဲ့ဒီပြစ်တင်စရာအကြောင်း မဖြစ်တော့ဘူးပြီးတော့မှဒါဒီဖျားသိခင်ရှေ့မှာနှိမ့်ချတဲ့တက်တာဖြစ်တယ်နှိမ့်ချခြင်းကိုဖြစ်စေတယ်ဆိုတော့ဒီနှိမ့်ချခြင်းကိုဖျားသိခင်နှစ်သက်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတိုင်းလည်းနားလည်ပြီးသားဖြစ်တယ်ဆိုတော့ဖျားသိခင်ရှေ့မှာနှိမ့်ချတော်သူဖျားသိခင်ကိုချီးမြောက်တော်သူဖျားသိခင်ကိုယိုသိတော်သူဖြစ်ကြောင်းရဲ့တက်တွေကကိုယ်ပစ်ကိုဖျားရှေ့မှာဝင်ချတောင်းပန်ခြင်းပဲဖြစ်ပါတယ်ဆိုဝင်ချတောင်းပန်ခြင်းမပြုတ်ဘူးဆိုရင်တော့တင်းဒီကျွန်တော်တို့ဒီဖရာသခင်ကို ပြစ်မာသောသူတွေဖြစ်တယ်။ဖះကိုစော်ကားသောသူတွေဖြစ်တယ်။နော်ဆက်ရှင်းရေးပြောရရင်တော့တော်တော်မိုက်ရိုင်းတယ်လို့ပြောရမယ်။ကိုလည်းအမားလို့တယ်။ကိုစော်ကားမိတဲ့သူကိုမမထီမဲ့ပြည့်တဲ့သူကိုလည်းတောင်းပန်ဖို့စံနာမရှိဘူးဆိုရင်နော်ဒါကတော်တော်ရိုင်းဆိုင်တဲ့အပြုမှုစိတ်သဘောထားဖြစ်သွားပြီဗျ။နော်ဒါကြောင့်ကျွန်တော်တို့အရေးကြီးပါတယ်။ဖះသခင်ကလည်းရှင်းရှင်းလင်းလင်းသွတ်တယ်။စတိရောတစ်ကိုဟာတေချာဖတ်ကြည့်လိုက်ပါ။ အခန်းငယ်6ကနေပြီးတော့မှဖတ်ကြည့်လိုက်ရင်ယုံကြည်သူတွေရဲ့ခရစ်တော်နဲ့မိသဟာရဖွဲ့တဲ့အကြောင်းကိုဖော်ပြထားတာဖြစ်တယ်။နော်အလင်းထဲမှာမိသဟာရဖွဲ့ရမယ်။နော်အလင်းထဲမှာမိသဟာရဖွဲ့ရင်ကိုယ့်ရဲ့အာနေချက်တွေကိုယ့်ရဲ့မာယွမှုတွေကဖွင့်ပြခြင်းခံရတယ်။အဲ့ခါမှာဘုရားသခင်ခွင့်လွှတ်ခြင်းကိုလည်းဆက်လက်ပြီးတော့ခံစားသွားရမယ်။ဆိုတော့ဒါကပြောချင်တာကဒီတိရောတခန်းတော့ဒါယုံကြည်သူကိုပြောနေတာ။ เนาะအဲ့ဒါကိုကျွန်တော်တို့ကဒါဟိုတင်းပေါ့เนาะအရင်ဆုံးဒီအကြောင်းရောစကြဘူးခဲ့တဲ့အဲဟို Joseph Prince တို့ပါတော့เนาะဒါဒါဒီဟာကမယုံကြည်သူကိုပြောတာမပြောင်းလဲခင်အခြေအနေဟုတ်ဘူးဒီဟာကယုံကြည်သူကိုပြောနေတာဖြစ်တယ်ယုံကြည်သူတယောက်တည်းအပြစ်ကိုလုံနိုင်သေးတယ်ဘုရားသခင်ရှေ့မှာစင်ရင်ဝင်သွားအဲ့ခါမှာဝင်ယုံကြည်သူတွေဘာလုပ်ရမလဲအပြစ်ကိုဝင်ချတောင်းပန်ဖို့လိုတယ်ဆိုတဲ့အရာကို ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့နည်းနည်းလေးကျွန်တော်ပြန်ချုပ်လိုက်မယ်เนาะ အာအစနေပြန်ပြီးတော့ချိုးလိုက်ခြင်း ਨੇ ရုပ်ကြည်သူဒီအပြစ်လုံနိုင်တယ်အပြစ်လုံတော့အခါမှာအဲ့ဒီအပြစ်ဒီဖျားသခင်ရှေ့မှာရောက်တယ်တင်းဒီကျွန်တော်ဒီအပြစ်လုံတော့သူအပြစ်ရှိတော့သူဖျားသခင်အရှေ့မှာဖြစ်သွားတယ်ရှင်ဘောလူရှင်ရာကုတ်မဆာ၍ကျန်းစာရေးတော့သူတွေကဒီအရာကိုရှင်းရှင်းလင်းလင်းပြောဖော်ပြထားတယ်တတိပေးထားတယ်အပြစ်ရှိတော့သူ ဖြစ်သွားတဲ့အတွက်ကြောင့်ဖျားသခင်ကအဲ့ဒီအပြစ်ရှိတော့သူကို အပြစ်စီရင်မယ်ဆုံးမမယ်တုံတင်မယ်ပဲ့ပြင်မယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့နားလည်ရတယ်။ဟောဒါကကျွန်တော်ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအဲ့ဒီပဲ့ပြင်ဆုံးမတုံတင်ပေးနေတော့ကျွန်တော်တို့အပြစ်တွေကိုလုတ်တယ်ဘလောက်အပြစ်လုတ်တယ်လဲဘလောက်မာရွေးနေတယ်လဲဘာဆက်လက်တုံတင်ရမလဲဆိုတော့တတိနဲ့ကြိရှုနေတော့ဖရာသခင်ကို မပြစ်မမယ်အကြောင်းကျွန်တော်တို့ဒီဖရာသခင်ကို ဝင်ချတောင်းပန်ဖို့ သိရကြည့်တယ်။နော်ဟေဘရဲခန်းကြီး30မှာပြောထားတဲ့အပြစ်တွေကိုမအောင်မီဆိုတဲ့အရာကနော်ကျွန်တော်တို့ကိုဘယ်တော့မှအပြစ်စီရင်ခြင်းဆိုတဲ့ထာဝရစီရင်ခြင်းတွေကိုသွားဖို့ရန်အတွက်ဒီအပြစ်တွေကိုသူမှတ်မသွားဘူးဆိုတဲ့သဘောကိုပြောတာဖြစ်တယ်။ဟေဘရဲတစ်စောင်လုံးကရစ်ပူဇော်ခြင်းဒီကိစ္စပြတ်သွားပြီဆိုတဲ့အရာကိုရှင်းပြနေတာဖြစ်တယ်။နော်ဒါကိုနားလည်လွဲပြီးတော့ပေါင်းထည့်လို့မရအောင်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တယ်ဆိုရင် ဘုရားသခင်ရဲ့ရှေ့မှာကျွန်တော်တို့ဒီရှိနေတယ်ကျွန်တော်တို့ရဲ့ position နဲ့ pride ဆိုတဲ့เนาะအပိုင်းနှစ်ပိုင်းလေးကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်စေချင်တယ် position ဆိုတာဘုရားသခင်အရှိမကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုတဲ့အရာ ဖြစ်ပါတယ်ဆိုတော့ Colossians အခန်းကြီး1:30မှာသူတို့သခင်နိုင်တင်တို့ဒီစုံလင်ခြင်းရှိတယ်တဲ့เนาะဆိုတော့ Hebrews 1:6မှာတော့ယေရှုခရစ်အားဖြင့်ငါတို့ဒီထမြောက်စေ၍ကောင်းကင်အရာ၌နေရာပေးတော်မူပြီဆိုတော့ကျွန်တော်တို့ရဲ့ အနေထားကဘုရားသခင်ရှေ့မှာเนาะအပြစ်စီရင်စရာထာဝရအပြစ်စီရင်စရာမရှိဘူးเนาะဘုရားသခင်ရှေ့မှာ तू ကကျွန်တော်တို့ကိုသူ့ရဲ့သားအဖြစ်သတ်မှတ်ဖို့ကျွန်တော်တို့ကိုကယ်တင်ခြင်းပေးဖို့ကျွန်တော်တို့ကိုဖြောက်မှတ်တော်သူဖြစ်သတ်မှတ်ဖို့တဲ့ကျွန်တော်တို့လုံလောက်သွားပြီပြည့်စုံသွားပြီဒါဟုတ်တာကောလသဲ1:30ကပြောတာစုံလင်ခြင်းရှိတယ်ဆိုတာဒါကြောင့်မို့ကျွန်တော်တို့တဲ့ကောင်းကင်ပေါ်မှာနေရာကပြင်ဆင်ထားပြီဒါက position ဘုရားသခင်ရှေ့မှာဘယ်တော့မှမပြောင်းလဲတော့တဲ့ကျွန်တော်တို့ရထားတဲ့ခွင့်အရာတနည်းအားဖြင့်ကျွန်တော်တို့ရထားတဲ့ဖြောက်မှတ်ခြင်းကယ်တင်ခြင်းဘယ်တော့မှမဆုံးရှုံးဘူးနောက်တစ်ခုကတော့ pride is เนาะအဲ့ဒါကကျွန်တော်တို့ကရဲ့အသက်တာဒီမြေကြီးပေါ်မှာအသက်ရှင်နေတဲ့အချိန်မှာပြုတ်ရမယ့်အရာကမပြီးသေးဘူးเนาะတိပိနစ်သုံးမှာတော့ဖွားစားသောသူငယ်ကဲ့သို့ထိုတရားနှုတ်အလွန်လိုချင်သောစိတ်ရှိရမယ်ကြီးထွားအောင်ကျွန်တော်အသက်တာကိုပြင်ဆင်ဖို့လိုနေသေးတယ်ဆိုတော့မစုံလင်သေးဘူးဆိုတော့စုံလင်တဲ့အပိုင်းရှိတယ်မစုံလင်သေးတဲ့အပိုင်းရှိတယ်ဖျားသခင်ရှေ့မှာနေဖို့အတွက်ကောင်းကင်ဘုံရောက်ဖို့အတွက်ပေါ့เนาะအဲ့ဒါကလုံလောက်သွားပြီအဲ့ဒါကိုစုံလင်ခြင်းကကောလို့တဲ့ နော်အခုတစ်ပေကကြီးထွားဖို့ပြောတဲ့ခါမှာနော်ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာကျွန်တော်တို့ရဲ့ဖျားကိုတိကျွမ်းခြင်းတွေကျွန်တော်တို့ရဲ့တန့်ရှင်းခြင်းအသက်တာဆက်ပြီးတော့တိုးတက်ဖို့တွေလိုသေးတယ်တစ်ပေ15မှာတော့သင်တို့ခေါ်တော်မူသောသူသည်တန့်ရှင်းတော်မူသည်နီးတို့သင်တို့သည်တန့်ရှင်းခြင်းရှိကြတော့နော်ဆိုတော့ဒါတွေကကြတော့ကျွန်တော်တို့ရဲ့ practice နေ့စဉ်အသက်တာရဲ့တိုးပွားရအောင်မယ့်အရာဖြစ်တယ်အဲ့ဒီနှစ်ခုကိုနားမလည်စုံလင်သွားပြီပြီးသွားပြီဘာမှမလိုတော့ဘူးဖျားသင်ရှင်းမှာဘာဘာမှဟိုနေပေါ့ချွတ်ချော်ချက်ဆိုတာ မရှိတော့ဘူးလို့တော့သွားယူလို့မရဘူးသူ့အပိုင်းနဲ့သူရှင်းရှင်းလင်းလင်းနားလည်းဖို့လိုအပ်ပါတယ်။ဒါကြောင့်ရှစ်တော်ညကိုမှတော့ကျွန်တော်ပြောပြခြင်းနဲ့ကျွန်တော်တို့ဒီအပြစ်ဖြစ်တယ်ဖြစ်စေနိုင်တယ်အပြစ်ရှိသွားတယ်အဲ့ဒီခါမှာဖရာသခင်ကိုကျွန်တော်တို့ဝင်ချတောင်းပန်ရမယ်။အဲ့ဒါဒီမင်္ဂလာရှိတဲ့အတ္တဖြစ်တယ်။အဲ့ဒါဖရာရှိမှနှိမ့်ချတဲ့အတ္တဖြစ်တယ်။နော်ဖရာကိုချီးမြှောက်တဲ့အတ္တဖြစ်တယ်။ကိုယ့်ကိုယ်ကိုကိုယ့်ရဲ့မစုံလင်မှုကိုဖရာသခင်ရှိမှ ဝင်ချပြီးတော့မှဆက်လက်ပြီးကျွန်တော်ကိုပြုပြင်ပေးပါလို့ဝင်ခံတာဖြစ်တယ်။ဝင်ချတောင်းပန်စရာမလိုဘူး။ဝင်မချဘူးဆိုတဲ့သူကတော့ဘုရားသခင်ရှေ့မှာထောင်လွှားခြင်းဖြစ်တယ်။ကိုယ့်ကိုယ်ကိုလဲ့စားခြင်းဖြစ်တယ်။နော်။ကိုယ့်ကိုပြုပြင်ပေးနေတော့ဘုရားသခင်ကိုမထီမဲ့မြင်ပြုရာရောက်တဲ့သဘောထားအတိတ်တရားဖြစ်တယ်။အမင်္ဂလာအတ္တတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့မင်္ဂလာရှိတဲ့သူတွေဖြစ်စေဖို့အတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ကိုချစ်တော်ကျွန်တော်တို့ကိုလမ်းပြပဲ့ပြင်ပေးနေတော့ ဖရာသခင်အရှိမကျွန်တော်တို့ရဲ့မစုံလင်မှုကျွန်တော်တို့ရဲ့အဲမာယွင်းသွားတက်မှုကျွန်တော်တို့ရဲ့အပြစ်ဖြစ်စေမှုတွေအတွက်ဝင်ချတောင်းပန်ခြင်းအဖြစ်เนาะဖရာသခင်မေတ္တာကိုခံစားပြီးတော့ဆက်လက်ပြီးဖရာရဲ့ပြုပြင်ခြင်းကိုခံယူလျက်မင်္ဂလာရှိတော်သူများဖြစ်စီပါလို့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ဝင်ငှားခြင်းပါတယ်တယောက်ချင်းစီတိုင်းမှာဖရာသခင်ကျေးဇူးတော်နဲ့ညီသက်ခြင်းရှိပါစေ။